မောကြရွှေကိုရီပါဝင်လာနိုင်တဲ့ United ရဲ့ Lion အသင်းနဲ့ Europa League တိုက်ပွဲပရိသတ်များလုံးမဲမိလာများ Red TV information ကနေပြန်လည်ကြိုဆိုလိုက်ပါရယ် United အသင်းရဲ့ဒီအားလေးတခုတည်းတော့စူပလာမျော်လင့်ချက်ဖြစ်တဲ့ Europa League ပွဲစဉ်ကိုတော့ယနေ့ညမှာရှင်းပြန်ကစားသွားမှာဖြစ်ပါရယ် United အသင်းအားဒီအားဒီပြည်တွင်းဖလားပြိုင်ပွဲတွေမှာမှန်းချတဲ့နန်းထွက်မကိုက်ပင်ခုတ်ရတခြားရှရတခြားဖြစ်နေသလိုကာရာဘောင်းဖလားနဲ့ FA ဖလားပြိုင်ပွဲတွေကနေလည်းအောင်ပြားလေးခဲ့ရပြီဖြစ်ပါရယ် ။ဒါကြောင့်နောက်ဆုံးသောမျှော်လင့်ချက်အဖြစ်ယောပါလိဖလားတစ်ခုတည်းသာချန်တော့ပြီးယောပါလိမှာလည်းအခြေအနေမကောင်းမှုဆိုရင်တော့ခွက်ပြောက်ရာသီတစ်ခုကိုဖျက်ဆီးသွားရအောင်မှာဖြစ်ပါရင်။ဒါကြောင့်လည်း MORIN အနေနဲ့ခွက်ပြောက်ရာသီမဖြစ်အောင်ဂျိုးပန်းသွားတင်ပြီးတော့သူ့အနေနဲ့ကြောင်လားကြလားဆိုတော့စင်ပေါ်မှာထင်ပေါ်ပြရမယ့်အချိန်ကိုရောက်ရှိနေပြီပဲဖြစ်ပါရင်။ဒါပေမဲ့လည်းတရားဏီတွေနဲ့ပြန်ပန်းအဖြစ်တွေ့ရမယ့် Lion ဟာပေါ်သေးသေးအသေးမဟုတ်တလို့ဥရောပမှာလည်းအချိန်ဝါရှိတဲ့အသင်းအသင်းပဲဖြစ်ပါရင်။ ။နိုင်ယွန်နဲ့ United တို့ဟာတူညီတဲ့အချက်ဟာတစ်ချိန်တစ်ခါကသက်ဆိုင်ရာလေးပြိုင်ပွဲတွေမှာနှစ်သိန်းစလုံးရဲ့ဆရာတစုဖြစ်ခဲ့ပေမဲ့လက်ရှိအချိန်မှာတော့ဒီနှစ်သိန်းဟာ Premier League ပြိုင်ပွဲတွေမှာလူမလေးခွေးမကန်အသင်းတွေဖြစ်နေကြတာပါ။ United အသင်းဟာ Premier League ပြိုင်ပွဲကိုစေစုံးနဲ့နှစ်ခုစာလောက်ထိကြီးစိုးခဲ့တယ်လို့လိုင်ယွန်အသင်းရဲ့အကောင်းဆုံးအချိန်ကာလတွေကလည်း2009နှစ်နောက်ပိုင်းအချိန်ကာလတွေဖြစ်ပါရင်ဒီကိမှာတော့အကြောင်းမျိုးကြောင့်နှစ်သိန်းစလုံးအထည်ကြီးပြပွားကိုကြားရောက်နေပြီဖြစ်သလိုဒီနှစ်သိန်းဟာလည်းတိုက်တိုက်ဆိုင်ဆိုင်ပဲယောပါလီဖလားရဲ့ quarter final အဆင့်မှာလာတွေ့နေကြတာပါ ပြမကျော်ပွဲစဉ်ကိုယနေ့ညတနားရီခွဲပြင်သစ်မြေကလိုင်ယွန်သင်းရဲ့အိမ်ခွင်မှာရှင်မဲကစားသွားကြမှာပဲဖြစ်ပါတယ်။လိုင်ယွန်သင်းဘက်မှာမိုင်လန်နိုင်းတိုလီဆိုဂျော်ဂျီယာတိုင်းစစ်မှုမီခါတောက်စာတို့အပါအဝင်သင်းနီတို့ရဲ့ကွင်းလယ်ကစားမဟောင်းနီမန်ချာမီတစ်လည်းပါဝင်နေပါတယ်။မတ်တီအချဲစီအသင်းကနေပြောင်းလာပြီးတဲ့နောက်အော်ထရာ4အတွက်900ဒီကြာအသုံးတော်ခံခဲ့ပါတယ်။ဒါပေမဲ့လည်းအသက်အရွယ်တစ်ခုရောက်လာချိန်မှာစာမီယာသားကြီးဟာမန်ချက်စတာယူနိုက်တက်ကိုဆုံးခွာသွားခဲ့တယ်လို့ ရောမရင်းနဲ့စားတဲ့အသင်းတွေမှာအသေးသေးပြောင်းရွှေ့ကစားခဲ့ပါတယ်။တစ်ဖက်မှာလည်း United အသင်းဘက်ကဆေးအုံကြီးဖြစ်တဲ့ဘောင်လူဂျော့တယောက် Lionel အသင်းနဲ့ပွဲစဉ်မှာယခုနှစ်အတွင်းပထမဆုံးအကြိမ်ဖြင့်ပွဲထွက်ကစားလာနိုင်ပါတယ်။ဘောင်လူဂျော့ဟာတရားပဒနာတွေနဲ့လုံးပန်းနေခဲ့ရသလိုတရားဒီလုံးမမှာ68မိနစ်သာပါဝင်ကစားခဲ့ရပါသေးတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းက Everton အသင်းကို 4C နဲ့နိုင်ယူခဲ့တဲ့ပွဲစဉ်မှာတော့အင်္ဂလန်သားဟာ Amorian အသင်းအတွက်လူစားဝင်ကစားသမားအဖြစ်ကစားပေးခဲ့ပါတယ်။ဒီနောက်မှာတော့လမ်းဆောင်ရင်ခလုတ်တိုက်တာလား၊လေ့ကျင့်ရင်တရားရာသွားတာလားဆိုတော့ ကွဲပြဲပြပြမသိရပေမဲ့မောင်လူကျော်တယောက်တရားရသွားခဲ့ပါတယ်။ဒါကြောင့်လဲတူတူတိတ်တိတ်လေးပြန်လဲထူထောင်ရေးတွေလှုပ်ဆောင်ခဲ့ရပြီးမန်ချက်စတာဒါဘီပွဲမှာအရင်ကစားသမားဖြစ်ပါဝင်လာခဲ့ပါတယ်။လိုင်ယွန်အသင်းနဲ့ယူဘာလီပွဲမှာတော့အသက်29နှစ်သားဟာပက်ထရစ်ဒေါ်ကိုအစားဝင်ဖက်နေရမှာပါဝင်လာနိုင်ပါတယ်။မလူကျောင်းပြင်မင်းသားလေးမေဆင်မောက်ကပါပြင်းသစ်ကလပ်နဲ့ပွဲမှာပွဲထွက်ကစားမဖြစ်ပါဝင်လာနိုင်ပါရင်မေဆင်မောက်ဟာပြီးခဲ့တဲ့ပွဲစဉ်တွေမှာလူစားဝင်ကစားသမားအဖြစ်ကစားပေးချပါရင် 2024ခုနှစ်ဒီဇင်ဘာလအတွင်းကပြင်းထန်တဲ့တကောက်ကြောတံရကိုခန်းစားခဲ့ရတဲ့မက်ဆန်မော့ဟာလက်ရှိမှာရာနှုန်းပြည့်ကျန်းခိုင်နေပြီဖြစ်တဲ့ MRI ကိုရင်ကလည်း rotation system ကိုသဘောကျသူဖြစ်တာကြောင့် Chelsea ကသားမဟောင်းအနေနဲ့ပွဲထွက်ခွင့်ပြန်လည်ရရှိလာနိုင်ပါတယ်။တရားရည်တွေဟာ MRI ရဲ့ဥစ္စာမှုနဲ့တူ3-3 formation ကိုပဲဆက်လက်အသုံးပြုလာနိုင်ပြီးတော့နောက်တန်း3ယောက်တန်းမှာ Mazarabi, Maguire, Rodro, ကိုင်းနေမှာမောင်လူချော၊ Casemiro, Ugarte, Dalot, တိုက်စစ်မှာ Huaylan, Garnacho, Fernandez တို့ဝင်ရပေးလာနိုင်ပါတယ်။ ခွဲမနေရာမှာတော့ထုံးစံတိုင်းဆိုင်းဆရာလေးဦးနန္ဒကပဲပွဲထွက်လာပါလိမ့်မယ်။ United တို့ရိုပါလိမှာရလက်ကောင်းပါမလား။ဟုတ်ကဲ့ပါများဗီဒီယိုလေးကဒီလောက်ပါပဲ။နောက်နေ့မှာလည်းအားစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချောက်လိုက်ရပါတယ်ခင်ဗျာ။